မနေ့တော့လားမသိဘူးကျွန်တော်တို့ဒီအင်းဝက်မြို့ဟောင်းမှာရေနံတော်ဆိုပြီးပေါ်လာတယ်လို့အဲထွက်လာတဲ့ဗီဒီယို ဖိုင်ရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်လိုက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာပေါ့နော်ရေနံတော်ဆိုတာကျွန်တော်လည်းမသိဘာလဲဘာလဲမသိဘူးပေါ့နော်အဲ့တော့ဟိုလိုက်ပြီးတော့အဲလိုက်ရှာပြီးတော့ကျွန်တော်လိုက်လေ့လာကြည့်တယ်ပေါ့နော်တိတဲ့တက်တဲ့တိတိတဲ့ရှေးလူကြီးကိုလည်းမေးကြည့်တော့ ရေနန်းတော်ဆိုတာအဲ့သူကအရင်တော့ဟိုးရှိတော့ဒီမင်းနေမိဖုရားတွေပေါ့နော်မင်းနေမိဖုရားတွေနွေရာသီလိုမျိုးအဲ့လိုမျိုးစံမြန်းတဲ့အခါမျိုးတွေမှာနော်အဲစံမြန်းတဲ့အခါမျိုးတွေမှာ ကျွန်တော်တို့ဒီပူတဲ့အိုက်တဲ့ရာသီမျိုးတွေမှာသူတို့ကအဲ့ဒီမှာအဲ့ဒီလိုနန်းတော်မှာအဲ ဟိုစနေထိုင်ကြတယ်ပေါ့ဗျာပြောရမယ်စံမြန်းကြတယ်ပေါ့နော်အဲ့လိုမျိုးနေကြတယ်တဲ့သူကဘယ်လိုမျိုးပုံစံမျိုးလဲဆိုတော့အောက်မှာရေပြင်းနဲ့နီးစပ်တယ်ပေါ့နော်စောက်ထားတီသူတို့တီဆောက်ထားတဲ့အဲ့ဒီနန်းတော့ရေပြင်းနဲ့နီးဟိုနီးစပ်တဲ့အတွက်ကြောင့်အပူတောင်ခံနိုင်တယ်ပေါ့ဒါကတော့သူတို့ပြောတာပေါ့နော်ဒီဟိုစကျွန်တော်လိုက်ပြီးတော့လေ့လာရသလောက်ပေါ့နော်ပြောထားကြတဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြောထားကြတယ်ကျွန်တော်လက်သေးချာတိကြတော့မသိဘူးအဲရွှေနန်းတော်ဘာလို့တော့တိတယ် နော်အဲ့တော့ဒီရေနန်းတော်ဆိုတာတော့မသိဘူးကျွန်တော်ဒီ1838ခုနှစ်တုန်းကလေအဲ့ဒီအင်းဝမြို့ကတခါငလင်လှုပ်တုန်းကဒီလူမျိုးအကြီးအကျယ်ပဲပေါ့နော်ဒီလောက်တော့မပြင်းဘူးဒါပေမဲ့ငလင်လှုပ်တုန်းကလေအတုံးကအဲအမှမျှော်စင်းရလေမျှော်မျှော်စင်းလဲထိွားရသေးတယ်အဲ့ဒီတုန်းကပေါ့နော်အတုံးကလေဒီမျှော်စင်းရနည်းနည်းမြောက်ဖက်ကိုလာမသိဘူးနည်းနည်းညင်သွားတာရှိတယ် ဒါမပြူတော့မပြူဘူးပေါ့နော်အခုဒီတစ်ခေါက်ငလျင်တန်းမှာကျတော့ကျွန်တော်နမ်နမ်တော်မေနူလေနမ်တော်မေနူအုတ်ချောင်းကတော့တော်တော်ပြည့်စည်သွားတာကိုတွေ့ရတယ်နော်အခုသူတို့ပြောသလိုမျိုးဒီပေါ့နော်အဲ့ဒီ ငလင်းလှုပ်ပြီးတော့ပေါ်ထွက်လာတဲ့ဒီရေနန်းတော်ဆိုတာသူတို့အခေါ်ဝေါ်လာဒီအင်းဝမြို့ကန်သူမြို့ကန်သားတွေရဲ့အခေါ်ဝေါ်လာပါလားဆိုတော့တော့သိချာမသိဘူးဒါပေမဲ့တကယ်ဟိုပေါ်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝမ်းသာစေရပါပဲပေါ့နော်ဝမ်းသာစေရပါပဲအဲတကယ်တမိုင်းသူတည်တည်ပညာရှင်တွေကသွားပြီးတော့တူးဖော်ပြီးတော့ဒါဘာဖြစ်တယ်ဆိုတော့အဲပြည်သူ ပြောပြလို့ရှိရင်တော့ပို့ပြီးတော့အများသိအောင်ပြောပြလို့ရှိရင်တော့ပို့ကောင်းတာပေါ့ဗျာเนาะဒါသူတို့ကတော့တကယ်တက်တည်နားလေတက်ကြွနေသူတွေကိုเนาะဒီဟိုကိုကိုရီတီမြန်မာနိုင်ငံကတည်းကမဟုတ်ပဲねတခြားနိုင်ငံကလူတွေပါပညာရှင်တွေပါလာပြီးတော့လုပ်မယ်ဆိုရင်တော့ပို့ကောင်းပါတယ်လို့မြင်မိပါတယ်เนาะအဲတကယ်ဆိုလို့ရှိရင်လည်းကောင်းပါတယ်ဗျာเนาะဘလို့ပဲဖြစ်ဖြစ်ဟိုကောင်းပါဒါပေမဲ့ဒီငလင်ကြီးဖြစ်တာတော့မကြိုက်ဘူးပေါ့เนาะမကြိုက်ပါဘူးဒါပေမဲ့ဒီလိုမျိုး ေါ်ထွက်ရှေးရောင်းအမွေနဲ့တခုပေါ်ထွက်လာတယ်ဆိုတော့ကောင်းပါလေဗျာเนาะဒါကျွန်တော်ဒီတလောက်လေး sharing လာပြီးတော့ညဝေပေးတာပါ